နမကြီးမင်းသားတယောက်ကိုအမြင်ကက်တယ်ပြောမိလို့ပွဲဖြစ်နေရဲ့ဖွဖွေပရိသတ်များအားလုံးမင်းမင်္ဂလာပါရှင်ကျမတို့ရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်နဲ့အနုပညာရှင်ဆိုတာတခါတလေကြတော့လေခြေတိုင်တစ်ခုထဲမှာအတူချီနောင်ခံထားရတယ်လို့ပါပဲအနုပညာရှင်တွေရဲ့လှူရှားမှုတိုင်းကပရိသတ်အတွက်စိတ်ဝင်စားစရာဖြစ်နေတယ်လို့ပရိသတ်ရဲ့ထင်မြင်ချက်တွေကလည်းအနုပညာရှင်တွေပေါ်မှာတက်ရောက်မှုရှိနေတတ်ပါတယ်အခုတခါမှလည်းထိတ်တဲမင်းသမီးတယောက်ဖြစ်တဲ့ဖွဖွေရဲ့စကားတကွန်ကြောင့် social media တစ်ခုလုံးတိတ်တိတ်တုံသွားခဲ့ရတဲ့အကြောင်းကိုပြပြပေးခြင်းပါတယ် ယ်။ပြဿနာအစားကတော့ပြည်သက်တွေအကြောင်းမှရေပန်းစားနေတဲ့ဒက်ဝင်းမီဆိုတဲ့အစီအစဉ်မှာဖိုးဖေးပါဝင်ခဲ့ရကနေစခဲ့ရပါ။အဲ့ဒီမှာဖိုးဖေးကိုသူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်အတူလုံးလုံးရတာအဆင်မပြေဆုံး။အမြင့်ကဆုံးမင်းသားရှိသလားလို့မေးခွန်းမေးမြန်းခဲ့ပါတယ်။ဖိုးဖေးကလည်းသူ့ရဲ့ပင်ကိုယ်စရဲ့အတိုင်းပဲပုံပွင့်ရှင်းရှင်းမှပဲအမြင့်ကတဲ့မင်းသားရှိခဲ့ကြောင်းနဲ့အဲ့ဒီမင်းသားရဲ့အပြုအမူအကြောင်းကိုပါထည့်ပြောသွားခဲ့ပါတယ်။ အဓိကအဖြစ်တော့ဖူဖေးကသူမတရုတ်ဆောင်ဖို့အတွက်အတင်မှုအပြည့်နဲ့စူးစမ်းနေတဲ့အချိန်မှာအဲ့ဒီမင်းသားကကင်မရာရှေ့ကနေတမင်လာရက်ပြီးတော့ပိတ်ဆိုကာကွယ်တတ်တယ်ဆိုတဲ့အကြောင်းဖူဖေးကတော့ဘသူပဲဝါရဲလို့နာမည်တက်ပြောသွားခဲ့ခြင်းမရှိပါဘူး ဒါပေမဲ့ဒီစကားတခုကပရိသတ်တွေရဲ့စိတ်ကိုမီးစားနဲ့ထိုးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဘသူလဲဘဲဝါလဲဘဲဇက်ကားမှလည်းဆိုရဲမိကုန်းနေတဲ့အတူဆိုရှယ်မီဒီယာပေါ်ကစုံတောက်တွေဟာချက်ချင်းပဲအလုံးစားလုံးကြပါတော့တယ်။ကောက်ချက်တွေဆွဲကြအထောက်ထားတွေရှာကြနဲ့နောက်ဆုံးမှာတော့သူတို့ရဲ့တန်တရားဟာမင်းနာထွန်းထွန်းစီမှာသွားပြီးတော့စုပြုံကြရောက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ဖိုးဖိုးနဲ့ထွန်းထွန်းတို့အတူရိုက်ကူးခဲ့တဲ့ပေါပဝရီစီရင်ကန်းဇက်ကားကြီးတဲကဇဝင်ကန်တစ်ခုရဲ့အနေအထားနဲ့ဖိုးဖိုးပြောပြသွားတဲ့အခြေအနေကတထထဲကျနေရကုန်ပရိသတ်တွေကရှာဖွေတွေးရှိခဲ့လို့ပါပဲဒီတွေးရှိချက်ကြောင့်ပဲဖိုးဖိုးအမြင်ကပ်တဲ့မင်းသားဆိုတာထွန်းထွန်းပဲဖြစ်ရမယ်လို့အားလုံးကကောက်ချက်ချလိုက်ကြပါတယ်ဒီဖြစ်ရပ်ကိုကြည့်ခြင်းအပြင်ကျမတို့စိတ်ဝင်စားစရာအချက်တစ်ခုကိုတွေ့နိုင်ပါတယ်ပထမတစ်ချက်ကပရိသတ်တွေရဲ့အနုပညာရှင်တွေရဲ့ပွင့်လင်းမှုကိုဘလောက်တောင်နှစ်သက်သဘောကျလဲဆိုတာပါပဲဟန်ဆောင်မှုတွေများတဲ့လောကကြီးမှာဖိုးဖိုးလို့ပွင့်ပွင့်လင်းလင်းပြောဆိုလိုက်တာ ာကပရိသတ်တွေအတွက်တော့ရိုးသားတယ်။တကယ်အစ်စ်မှန်လို့ခံစားရစေပြီးတော့ဒီကိစ္စကိုပို့ပြီးတော့စိတ်ဝင်စားသွားစေပါတယ်။ဒုတိယချက်ကတော့ဒီကိစ္စဟာအနုပညာရှင်တွေရဲ့နောက်ကွယ်ကကျင့်ဝတ်ဆိုင်ရာကိစ္စရပ်တွေကိုမိမောင်းထိုးပြလိုက်တယ်လို့ဖြစ်သွားပါတယ်။ တရုတ်ဆောင်တယောက်နေနဲ့ကိုယ့်ရဲ့လုံဖို့ဂိုင်ဘက်အပေါ်မှာအပြန်အလှန်လေးစားမှုရှိဖို့တယောက်ရဲ့အခန်းကိုတယောက်အနှောက်ယှက်မပေးမိဖို့ကဘလောက်အရေးကြီးသလဲဆိုတာကိုဒီဖြစ်ရပ်ကသက်သေပြနေပါတယ်။ဘာပဲဖြစ်ဖြစ်ဖိုးဖိုးရဲ့စကားတကောကြောင့်အခုဆိုရင်တော့မင်းသားထွန်းထွန်းဟာပြိသက်တွေရဲ့အာယုံဆိုင်မှုကိုအပြေဝခံနေရပါတယ်။တချို့တွေကလည်းဖိုးဖိုးဘက်ကရက်တည်ပြီးတော့ထွန်းထွန်းကိုဝေဖန်ကြသလိုတချို့ကလည်းတေးချာမသိဘဲနဲ့တစ်ဖက်သက်မစိုးဖြတ်သိမှုလို့ပြောကြပါတယ်။အခုတခါမှလည်းထိတ်တဲမင်းသမီးတယောက်ဖြစ်တဲ့ဖိုးဖိုးရဲ့စကားတကောကြောင့်ဆိုရှယ်မီဒီယာတစ်ခုလုံးတိမ့်တိမ့် ုံသွားခဲ့ရတဲ့အကြောင်းကိုပြပြပေးခြင်းပါတယ်။ပြဿနာအစားကတော့ပြည်သက်တွေအကြောင်းမှရေးပန်းစားနေတဲ့ဒက်ဝိမီဆိုတဲ့အစီအစဉ်မှာဖိုးဖေးပါဝင်ခဲ့ရကနေစခဲ့ရပါအမှန်တရားကိုကာယကံရှင်တွေပဲသိမှာဖြစ်ပေမဲ့ဒီဖြစ်ရက်ကကျမတို့ရဲ့အနုပညာရှင်တွေရဲ့ပွင့်လင်းမှုနောက်ွယ်ကအနုပညာလောကရဲ့အခြေအနေတွေအကြောင်းကိုဘလို့အတွေးတွေပေးခဲ့ပါသလဲပြည်သက်ကြီးတို့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်